2025ခုနှစ်တိုင်းဒေသကြီးပြည်နယ်အမျိုးသားမျိုးသမီးဗောလီဘောပြိုင်ပွဲသို့ဝင်ရောက်ရှင်ပြိုင်ပြီးရှင်ပြည်နယ်ဗောလီဘောအသင်းအားအောင်နိုင်ရေးလံပေးအပ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တမျိုးသားလုံးကျမ်းမာကြံခိုင်ရေးမြမအားကစားအဆင့်တန်းတိုးတက်မြင့်မာရေးအရှိတောင်အရှအားကစားပြိုင်ပွဲများတွင်အဆင့်တန်းမြင့်စွာ ပါဝင်ရှင်ပြိုင်နိုင်ရေးနှင့်အရှိတောင်အရှမှအားရှအဆင့်အားရှအဆင့်မှသည်ကမ္ဘာအဆင့်အထိ တက်လန်းနိုင်အောင်ဂျိုးပန်းရေးတို့ကိုအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိရာဂျွန်လ၂ရက်နနေ့၈နာရီခွဲကတောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌2025ခုနှစ်တိုင်းဒေသကြီးပြည်နယ်အမျိုးသားအမျိုးသမီးဗောလီဘောပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ပြီးရှမ်းပြည်နယ်ဗောလီဘောအသင်းအားအောင်နိုင်ရေးအလံပေးအပ်ပွဲကျင်းပခဲ့ပါတယ်။အခမ်းအနားတွင်ရှမ်းပြည်နယ်ဗောလီဘောလက်ရွေးစင် အမျိုးသားအမျိုးသမီးအသင်းတို့မှ တူးချင်းမိတ်ဆက်ကြပြီးရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က2025ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်ဗောလီဘောပြိုင်ပွဲကိုနေပြည်တော်တွင်ကျင်းပပြုလုပ်ရန်ရထားတော်လေ2025ခုနှစ်မတ်လ28ရက်နေ့တွင်လှုပ်ခတ်ခဲ့သည့်မန္တလေးငလင်ကြီးကျောင်းနေပြည်တော်မန္တလေးနှင့်စကိုင်းတိုင်းတို့မှပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီးရှမ်းပြည်နယ်မှာအရှင်ဖြစ်လက်ခံကျင်းပရန်ဖြစ်လာခဲ့ပါကြောင်း ရန်ပြည်နယ်တွင်2014 2019 2020 2023ခုနှစ်များတွင်ဗောလီဘောပြိုင်ပွဲကိုအင်ရှင်ဖြင့်လက်ခံကျင်းပခဲ့ပြီးယခု2025ခုနှစ်တွင်လည်းအင်ရှင်ဖြင့်လက်ခံကျင်းပခွင့်ထပ်မံရရှိခဲ့ပါကြောင်းအင်ရှင်ဖြင့်ကျင်းပပြုလုပ်ခွင့်ရသည့်အခွင့်အလမ်းကိုစောက်ကန်၍ရန်ပြည်နယ်ဗောလီဘောအသင်းအနေဖြင့် ကိုမြေကိုရေကိုပရိသတ်ရှိပါအကောင်းဆုံးရှင်ပြန်ကစားပြီးရှမ်းပြည်နယ်ဗိုလ်လီဘောအားကစားနေအဆင့်တန်းကိုပြတ်တာပြီးအောင်မြင်မှုရရှိရေးအစွမ်းကုန်ကြိုးစားအထောက်ပေးကြရန်တိုက်တွန်းပြောကြပါရယ်ထို့နောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကရှမ်းပြည်နယ်ဗိုလ်လီဘောလက်ရွေးစင်အသင်းအားအောင်နိုင်ရေးအလံနဲ့ပြိုင်ပွဲကုန်ကျစရိတ်ငွေများပေးအပ်ရာရှမ်းပြည်နယ်ဗိုလ်လီဘောအသင်းအုပ်ချုပ်သူများမှလက်ခံရယူပြီးရှမ်းပြည်နယ်ဗိုလ်လီဘောအသင်းဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌတို့မှာအလူငွေများပေးအပ်ကြကြောင်းသိရှိရပါတယ်။၎င်းနောက်ရှမ်းပြည်နယ်ဗိုလ်လီဘောအသင်းနီးပြချုပ်ဦးထေးအောင်မှာပြိုင်ပွဲသို့ဝင်ရောက်ရှင်ပြန်ရန်ကျူတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနဲ့ဂျေဆုတင်စကားပြန်လည်ပြောကြားကြောင်းသိရှိရပါတယ်။အဆိုပါ2025ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားအမျိုးသမီးဗိုလ်လီဘောပြိုင်ပွဲကို ဂျွန်လ3ရက်မှ12ရက်နေ့ထိလေးကျင့်ရုံတွင်၌ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်ခမညာ